ဂရီနီပီဒီမော့ဆွန်မြို့နယ်ရဲ့အနောက်ဖက်ခြမ်းကတိတ်ဆိတ်မြင့်တက်တဲ့ချောင်းတစ်ခုတွင်မှာ Crochet for Green လို့မည်ပေးထားတဲ့အခမဲ့လက်မှုပညာသင်တန်းကျောင်းကနေဆွချော်လူငယ်တွေကိုပြုစုပြုထောင်ပေးနေပါတယ်။ကျမတို့ရောက်ရှိတဲ့အချိန်မှာတော့ဘူပြင်းလာတဲ့နှစ်ခင်းဖြစ်တာကြောင့်အပူချိန်တွေအပြည့်စုံရောက်နေတယ်ဆိုပေမဲ့တင်နှန်းအတွင်းကအတန်တွေကအေးမြတယ်လို့ခံစားရပါတယ်။ဒီတင်နှန်းကျောင်းမှာဆယ်ကျော်တဲ့မိန်းကလေးငယ်9ယောက်ကတဖြည်းဖြည်းနဲ့ ချီထိုးလက်ကွေးပေါ်မတူညီတဲ့ပုံတွေနဲ့ဖန်တီးနေကြတာပါသူတို့ရဲ့အာယုံကဘေးပတ်ဝန်းကျင်ကိုဂရုမစိုက်နိုင်ပဲမိမိတို့ပုံဖော်ဖန်တီးထားတဲ့လက်ရပေါ်မှာပဲစုပုံထားကြတာကြောင့်စာရေးသူတွေရောက်နေတာကတော့လက်မကြည့်နိုင်ကြပါဘူးသူတို့လက်တွေကထိုးလက်စချီတွေနဲ့ထိုးနေတဲ့ပုံတွေကသာမတူညီကြပေမဲ့တက်ကြွနေတဲ့စိတ်ဓာတ်တွေကတော့အတူတူပါပဲ Project for Greenie ဆိုတဲ့ အခမဲ့လက်မှုပညာသင်တန်းကျောင်းကိုဖွင့်လှစ်ထားတာတနည်းဝန်းကျင်ပဲရှိပါသေးတယ်။သင်တန်းကျောင်းရဲ့တည်ထောင်သူကတော့အသက်40နှစ်အရွယ်အင်တိုင်းသူလေးမှတ်တမ်းအောင်ပါ။အဲဒီဂရနီမှာဆိုရင်တော့အမအမတယောက်ပဲရှိတယ်ပေါ့ဒီပညာကိုပြောင်းဝေပေးနေရပါတော့ဆိုတော့အကောင်ဆုံးလဲကျူစမယ်အကုန်လုံးလဲလက်တွေခေါ်သားမယ်ပေါ့အဲ့ဒီတင်တန်းเจ้าရဲ့ရက်တီမှုကတော့ အလူရှင်ထောက်ပတ်ကူညီမှုနဲ့လက်ပတ်နေတာမဟုတ်ပါဘူးအာနာမသိန်းခေမတ်တနာအောင်ကသူမရဲ့တမီလေးចောင်းစီရဲ့အတွက်စုဆောင်ထားတဲ့ငွေတွေနဲ့မှတီးခဲ့တာဖြစ်ပါတယ်ဒီလက်မှုပညာသင်တန်းကျောင်းအတွက်မြန်မာငွေ3300ကုန်ကြတယ်လို့မတ်တနာအောင်ကပြောပါတယ်မတ်တနာအောင်ဟာရှမ်းပြည်တောင်ပိုင်းဇာတိကပါစကောက်စီအာနာသိန်းတော်ကိုလက်မခံနိုင်ပေမဲ့စကောက်စီကိုတော်လန်ဖို့ဂရီနီကိုရောက်တာ၄နှစ်ရှိနေပါပြီ။ အာနာမသိန်းခေတိသူမနေထိုင်တဲ့မြို့မှာကိုပိုင်လုပ်ငန်းငယ်လေးနဲ့ရပ်တည်နေခဲ့ပါတယ်။စစ်တအာနာသိန်းလိုက်တဲ့2021ခုနှစ်မှာစက်ကောင်စီကိုလက်နက်ကင်တော်လာဖို့အစိုးဆုံးနဲ့အားအကောင်ဆုံးဖြစ်တဲ့ဂရီနီဘီကိုသူမရဲ့သမီးငယ်လေးလက်ဆွဲပြီးတော်လာရင်းမှာတစ်ဖက်တစ်လမ်းပါဝင်ဖို့ချင်းစုံပြည့်ဝေလာခဲ့ပါတော့တယ်။ပုံမှန်ဆိုရင်တော့ကိုတာမီနှစ်ယောက်ထဲရှင်းဆက်သွားမယ်ဆိုရင်ကိုစီပွားလေးနဲ့ကိုကအေးအေးဆင်းနေလို့ရတယ်မပါလဲပါမဖြစ်လို့လေနော်။ အဲဒါပေမဲ့ကိုပိုင်ရင်တော့မိုးရီတစ်စက်ပဲဖြစ်ဖြစ်ကောက်ရုံတမြင်ပဲဖြစ်ဖြစ်ပေါ့နော်ဒါကတော့ကို့အတွေးလေးပေါ့မတနာအောင်ဟာလက်ရှိမှာတော့ဒေါ်လာရိတ်ကနေအားယူပြီးသူမတက်ထားတဲ့လက်မှုပညာနဲ့စပေးရှောင်းလေးကိုပညာရင်းမျှဝေရင်သူမရဲ့16နှစ်အရွယ်တမိငယ်လေးနဲ့တူနေထိုင်နေပါတယ်။တင်းနှန်းချောင်းပုံမှန်လေပတ်နိုင်ဖို့အတွက်တင်းနှန်းသူတွေထိုးထားတဲ့ကုံချောတွေကို ပြန်လည်ရောင်းချနေပါတယ်။တချို့တွေကလာလေတယ်အဲ့လို မိတ်ဆွေတွေအတီးမိတ်ဆွေတွေလာလေရင်းနဲ့ဒီလိုမျိုးရောင်းလဲရတဲ့ဟာမျိုးရှိတယ်။တချို့တွေကြတော့လေចောင်းစင်းပွဲတွေရှိတယ်ပေါ့။ចောင်းစင်းပွဲတွေဆိုကလေးတွေအတွက်အမတ်တရားပေးခြင်းနဲ့ဆိုတော့ဒီကပစ္စည်းလေးတွေကိုလာပြီးတော့အားပေးတဲ့ဟာတွေရှိတယ်ပေါ့နော်။အာနောက်တစ်ခါတလေကြရင်တော့ဝေဝေးတစ်ခါပေါ့အဲ့လိုအဲပွဲတော်တွေပါတွေရှိလို့ရှင်တော့အမတို့အဲ့ဒီမှာသွားပြီးတော့ပြန်ရောင်းရှားတယ်ပေါ့။အဲ့ဒီကနေရတဲ့ပတ်စံနေနဲ့အမတို့ဒီကုန်ကျန်းနေပြန်ဝယ်ထည့်တယ်ပေါ့။ Crochet for Queenie လို့အမည်ပေးထားပြီးမြဲ ချီထိုးတဲ့ပညာတစ်ခုတည်းကို မျှဝေပေးတာမဟုတ်ပဲတချောင်းထိုးချီပါဝင်တဲပကြီးစချို့အင်္ဂလိပ်စာတရုတ်စာကွန်ပျူတာစတဲ့ဘာသာရတွေကိုလည်းမျှဝေသင်ကြားပေးနေပါတယ်ဒီပညာရတွေကိုမတ်တန်နာအောင်နဲ့သူမရဲ့သမီးလေးကခွဲဝေပြီးသင်ကြားပေးနေတာပါသင်တန်းကာလတနည်းဝင်ကျင်တွင်တင်နန်းသူတင်နန်းသား300ဝန်းကျင်ကိုနှွေးထုတ်ပေးနိုင်ခဲ့ပါပြီအခုဒီရှိနဲ့ ပတ်သက်ပြီးတော့ဆိုရင်အဲ့ဒီကလေးတွေကသူတို့ပြန် အလုပ်လုပ်တယ်ပြီးတော့ပြန်ရောင်းတယ်ပြန်ရောင်းတယ်ဆိုအကြီးတော့မဟုတ်သေးဘူးပေါ့သူတို့နိုင်တဲ့လောက်လေးနဲ့ကိုရှိတဲ့ပစ္စည်းလေးနဲ့ပေါ့ပြီးတော့သူတို့ရဲ့အမုတ်ဖို့ပဲဖြစ်ဖြစ်ကျောင်းစာအုပ်ဖို့ပဲဖြစ်ဖြစ်ပေါ့အဲ့လိုမျိုးလေပတ်နေတဲ့ကလေးတွေအထီးရှိနေပါပြီအာနန် thank you ချီမှတ်တမ်းတော့ဟာချီထိုးလုပ်ငန်းနဲ့အသက်မွေးမွေးကြောင်းဖြစ်ဖြစ်ဒီဖို့ပါဘူးသူမရဲ့အမရိစီကနေလေးတန်းအရွယ်ကလေးကချီထိုးပညာကိုတင်ယူခဲ့တာဖြစ်ပါတယ် သူမရဲ့လုပ်ငန်းတာဝန်ထမ်းဆောင်နေတဲ့တခြားလို့အားလုံးချင်းမြမှာချီထိုးနေရေးစိတ်အပန်းဖြစ်ခဲ့တာပါချီထိုးတဲ့အခါအယုတ်ခိုးရတာအကြိုက်ဆုံးပဲလူကြိုက်များတာကတော့ပြန်ရောင်းရတာလည်းလွယ်တယ်လေလို့မတ်တန်မအောင်ကပြောပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့အမတိပညာကိုဝယ်ယူပြီးတော့ထုတ်လိုက်တာပေါ့။ဘာဖြစ်လို့ဆိုဒီပြည်နယ်မှာဒီပညာမရှိဘူး။မရှိတဲ့အတွက်သူများမလုပ်တဲ့လို့အမပြီးထုတ်လိုက်တာ။အဲ ဆိုတော့နည်းနည်းတော့ခက်ခဲတဲ့အတိတ်ခက်ခဲရှိတယ်။ဘာလို့ဆိုသူများမလုပ်တဲ့လုပ်ခုကိုလုပ်လိုက်တာမဟုတ်ဘူး။ဒါတော့တကယ်လို့အောင်နေနိုင်လေ။ကိုအောင်နေလို့အဲ့ဒီအခမဲ့လက်မှုပညာသေတန်းကျောင်းမှာကျောင်းသားအရေအတွက်ကတ်တက်ထားတာမရှိသလိုအသက်73နှစ်နဲ့ထက်မိသူမျိုးစုလာရောက်သင်ကြားနိုင်ပါတယ်။နေ့စဉ်နဲ့မျှလေတန်နဲ့နဲ့ကြီးတန်တွေကြားခက်ခဲပင်ပန်းနေပေမဲ့မတ်တန်အောင်အတွက်တော့ဒီခက်ခဲမှုတွေဟာ ခွန်အားတွေဖြစ်စေပြီးတော်လာရင်မှအသက်ပေးသွားတဲ့သူရဲကောင်းတွေနဲ့ရှင်ရဲမပြောပါလောက်ဘူးလို့ဆိုပါတယ်ငါတို့မှရှိနေသေးတဲ့အရာသူတို့မှမရှိတော့သူတို့မှဘာမှမရှိတော့ဘာဆိုဘာမှမရှိတော့လေနော်အဲရဲဘော်ဆိုလို့ရဲဘော်လုပ်တယ်တော်လာရင်မှပေးဆက်တယ်ရှည်လက်ပြတ်သွားတယ်တချို့ဆိုရင်အသက်ပါပေးရတဲ့ဟာတွေရှိတယ်ဗောနော်အာတချို့ကဆစ်ချောင်းမှနေတယ်သားသမီးရရှိတယ်မှာတိုက်ပွဲသွားတယ်နောက်တမ်းမှာလက်နေကြီးကြလို့အမေဖေဆုံးပသွားတဲ့ဟာမျိုးတွေရှိတယ်။ဒါတွေကအမတို့အတွက်တွန်အားပဲ။ဒါတွေအပြင် လက်မှုဝါသနာပါတဲ့ဆစ်ချောင်ရောက်စီတိုင်းအတွက်သူမရဲ့အခမဲ့မျှဝေပေးတဲ့လက်မှုပညာတွေကိုလည်းဆက်လက်မျှဝေပေးဖို့အသင့်ရှိနေပါတယ်။